ဒီကတော့2019 Chevrolet Malibu Diesel Premier Grade ဖြစ်ပါတယ်ဆိုတော့ဒီကကိုကျွန်တော်ဝယ်ခဲ့တာ3နှစ်တိတိပြည့်ပါတော့မယ်ဆိုတော့အခု3နှစ်တိတိဆိုတော့ကျွန်တော်စီးလို့လဲဝပြီပေါ့နော်ဆိုတော့ဒီကကိုကျွန်တော်ပြန်ရောင်းတော့မှဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ဒီကားနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေဒီကကိုကျွန်တော်ဘယ်လိုစီးခဲ့လဲဘယ်သွားခဲ့လဲပြီးတော့ဒီကမှာကျွန်တော်ဘာတွေလုပ်ထားလဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြမှာဖြစ်ပါတယ် 2019 Chevrolet Malibu Diesel Premier ကရောင်းมาဖြစ်ပါတယ်ဆိုတော့အရောင်း post ကိုလည်းကျွန်တော်ရဲ့ page မှာတင်ပေးมาဖြစ်ပါတယ်ဓာတ်ပုံတွေကိုလည်းတင်ပေးมาဖြစ်ပါတယ်ဆိုတော့ဒီကောက်စိတ်ဝင်စားရဲဆိုရင်တော့အောက်မှာဖော်ပြထားတဲ့ phone number လေးကိုဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါပြီဆိုတော့ကောက်ဝယ်ကျင်တာပဲဖြစ်ဖြစ်စံကေဝယ်ကျင်တာပဲဖြစ်ဖြစ်ကျွန်တော်ဆက်သွယ်လို့ရပါတယ် ဒါဒီကားနဲ့ပတ်သက်တဲ့ဗီဒီယိုလေးကျွန်တော် YouTube မှာတင်ထားပါတယ်ဆိုတော့ဒီကားရဲ့ review ရယ်ပြီးတော့ဒီကားကိုကျွန်တော်ဝယ်လိုက်တဲ့အကြောင်းရင်းပေါ့နော်ဆိုတော့ဟိုဗီဒီယိုတင်ဟိုဟာတင်တာကတော့ review တင်တာတော့နှစ်နှစ်လောက်ရှိပါပြီဆိုတော့မနှစ်ကတစ်နှစ်ကျော်လောက်ကတော့ကျွန်တော်ဒီ Subaru ဝယ်တော့လည်းတသက် ဒီကားကိုဘာဖြစ်လို့ဝေးရလဲဆိုတော့နောက်တစ်နှစ်ကျော်လောက်ကတော့ထပ်တင်ထားသေးရေပေါ့နော်ဒီကားကိုဘာလို့ဝေးလိုက်ရလဲအကြောင်းရင်းဆိုတော့ဒီကားကပြောရင်တော့အဲ့ဒီဗီဒီယိုနှစ်ပုံမှလည်းတော်တော်ရှင်းပြထားပါတယ်အဓိကဈေးပေါ့နော်မြန်မာနိုင်ငံမှာကားကတော့ဒီဇယ်ပရီမီယာပေါ့နော်2019ဒီဇယ်ပရီမီယာဒီရုပ်ပြောင်းကအာပြောရင်တော့2018ဒီရုပ်မပြောင်း2018 1.5ပရီမီယာလောက်နဲ့ဈေးကတူရယ်ပေါ့နော်တူတော့ကျွန်တော်ကဘယ်လိုဖြစ်ပေးရတာတန်တယ်တန်တော့ဝေးလိုက်တယ်ဖြစ်ပါတယ်ဆိုတော့ကိုရီးယားမှာအဓိကကိုရီးယား import ပေါ့နော်ကိုရီးယားမှာကြာတော့ဒီဒီဇယ် Premier Grade ကဒီ1.3ရဲ့အမြင့်ဆုံး grade တစ်တောင်ဈေးပိုကြီးပါသေးတယ်။ကိုရီးယားမှာအဲ့လိုမျိုးပေါ့နော်။ဆိုတော့ကျွန်တော်အစဒီမယ်လီဘူးမှာဒီဇယ်ရှိရဆိုတော့ကျွန်တော်မသိဘူး။ဆိုတော့ဒီမြန်မာနိုင်ငံကလူတွေတော်တော်များများလဲမယ်လီဘူးဒီဇယ်ရှိရဆိုတော့မသိဘူး။စီတိုင်းနဲ့ဝင်သွားရင်ဒီကဒီဇယ်ပါဆိုရင်အဲ့ဒါ Premium လို့ပြောလိုက်မယ်ဆိုရင်အမှသိရမလားဝန်ထမ်းတွေကမှားမှာဆိုလို့ပေါ့နော်။ဒါအမနဲ့စစ်ရကျွန်တော်အဲ့လိုအဲ့လိုပေါ့နော်။ဒီဇယ်ရှိရဆိုတော့လူတွေကတော်တော်များများမသိဘူး။ဆိုတော့ကျွန်တော်လဲမှာလေးလိုင်းလေးလိုင်းနဲ့ကိုရီးယားမှာမယ်လီဘူးဒီဇယ်လဲထုတ်တယ်ဆိုတော့ ဟိုကတော့မြန်မာနိုင်ငံမှာရှိလားမသိဘူးဆိုရင်မြန်မာနိုင်ငံမှာလည်းရှိရဲဆိုတော့ကျွန်တော်တိတိလောက်တော့3 3စီးလောက်ပေါ့နော်2စီးမုံ2စီးမုံတော့3စီးလောက်တော့ရှိရတချို့ချောရပရီမီယာဂရိတ်မုံချောရပရီမီယာဂရိတ်ဆိုတော့ကျွန်တော်ကတော့ပရီမီယာဂရိတ်ပဲဒါဝယ်ရပေါ့နော်ပြောရင်တော့အခုကျွန်တော်ဝယ်ခဲ့တော့ကလည်းဒီကားကအဲ့ဒီ1 point ဒီနဲ့ရုံမပြောင်းဘူးပေါ့နော်1.5ရဲ့ပရီပရီမီယာဂရိတ်ပြင်းတဲ့ဒီရုပ်ပြောင်းရဲ့ဒီဇယ်ပရီမီယာဂရိတ်ပြရဲ့ဈေးတူနေတာဟုတ်ဒီကား1.3ပေါ့နော်ဒီ2019တက်စီမှာဆိုရင်တော့1.3လာတယ် 1.3 turbo လာတယ်ပဲ2.0 turbo လာတယ်ဆို1.3 turbo ကအာပြောရင်ဒီကားထက်သိန်း300 300 300 300လောက်ပိုများနေပါတော့ဆို300လောက်ပိုများနေတော့အာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကလည်းဒီအာဒီဇယ်ကိုပဲယူလိုက်တယ်ပေါ့နော်ကျွန်တော်မောင်းကြည့်တော့လေ1.3ထက်ပိုကောင်းတယ်အဲ့ဒါလည်းအရှိဗီဒီယိုတွေမှာလည်းပြောပြီးပါပဲ1.3 turbo ထက်ပိုကောင်းတယ်ဆိုတော့ဒီကောင်1.6 turbo ဒီဇယ် အမြင့်အောင်ကြီးပြောမယ်ဆိုရင်တော့1.3တောင်မများဘူးဒါပေမဲ့ Top Gear ဒီ2.0လောက်ကိုများတယ်ဆိုတော့မောင်းရတာအဲဒီမှာ RPM ကဘလောက်မှရင်းနေရမလို့နည်းနည်းလိုက်တယ်ကားအဲ့လိုထွက်တာပေါ့တော့တော့တော်တော်ဆွဲပါတယ်ဆိုတော့1.3ကပြောရင်တော့ဒီ Equinox ဆို Trax တို့မှာလည်း1.6 D engine ပဲအာ double diesel ပဲထည့်တာပေါ့နော်ဆိုတော့ဒီကားကိုကျွန်တော်ကတေချာရွေးပြလိုက်တဲ့အချိန်မှာဈေးကလည်းအာတခြားနိုင်ငံတွေထက်အပူကြီးကတက်တာတယ်တက်တက်တာပြီးတော့1အယုံမပြောင်းတဲ့ ဟိုပရီမီယာဂရိတ်နဲ့တူတယ်ပြီးလို့ပြောတကယ်လည်းမောင်းကြည့်ရောအဲ့ဈေးသုံးအသိန်း၃လောက်ဈေးပိုကြီးရဲ့1.3တာပိုထပ်တာမှဒီကောမောင်းရတာပိုကောင်းတယ်ဘောနော်စအကြောင်းကျွန်တော်အမှ test ride လို့ပြီးသွားတော့အာဆမ်ပြေတေးကြပြီးတော့ကျွန်တော်ဝယ်လိုက်တာဖြစ်ပါတယ်ဆိုတော့ဒီကားနဲ့베리သွားရလဲဘောနော်베리သွားရလဲဆိုတော့တောင်ကြီးတစ်ခေါက်သွားတယ်မန္တလေးကိုတော့အာနှစ်ခေါက်မန္တလေးတော့၃ခေါက်လောက်ပြည့်မန္တလေးတော့၃ခေါက်လောက်သွားတယ်ပြီးတော့အာငွေဆောင်တစ်ခေါက်သွားဘူးတယ်ဆိုတော့ highway ကတော့အဲ့ဒါပဲထွက်ဘူးလား အာပဲဒီမြို့ထဲမှာပဲဗောနော်ကျွန်တော်ဝယ်ခဲ့တော့ကီလို4000လောက်နဲ့ဝယ်ခဲ့ရအခုတော့ကီလို9000ဖြစ်သွားပြီဆိုတော့တုံးနေဆိုတော့တစ်နှစ်ကိုကီလို1000လောက်တော့စီးတယ်ဗောနော်ကျွန်တော်ဒီကားပဲရှိရမဟုတ်ဘူးဗောလေတခြားကားတစ်စီးရှိရဆိုတော့ကားဆိုမျှစီးရမျှစီးရတစ်နှစ်မှာကီလို1000လောက်တော့စီးပြတယ်အာအခုတော့9000ကျော် လေးတော့ဖြစ်သွားပြီဗောနော်ဆိုတော့ဒီကားက ကျွန်တော်ဘာတွေ modify လုပ်ထားလဲဆိုဘာမှမလုပ်ထားပါဘူးဆိုတော့ကျွန်တော်ဒီ bane တွေရောတချို့တွေဆိုတာ sket တွေတက်တာရောဘာတွေတက်တာရောကျွန်တော်တော့ဘာမှ modify မလုပ်ထားဘူး bane တွေလည်းဒီတိုင်းပဲအကုန်လုံးပေါ့နော်ဒီတောင်မန်လေးလည်းမကဲ spoiler လေးလည်းမတက်ထားဘူးဘာဆိုဘာမှမတက်ထားဘူးဆိုဒီကားမှာကကျွန်တော်ကဒီဝယ်ပြစ်သွားတဲ့အကြောင်းရင်းဒီကားကိုပေါ့နော်ဘလို့တန်လဲပေါ့ကျွန်တော်ပြောချင်တာခုနကပြောသလိုဟိုဝယ်ရမယ့်အကြောင်းရင်းကဘလို့ပိုတန်စီလဲဆိုတော့ဒီကောင်ကရုံမပြောင်း premier grade ရုံမပြောင်းဓာတ်စီပေါ့နော်ရုံမပြောင်းဓာတ်စီ premier grade နဲ့ဒီကောင်ကရုံပြောင်းဒီဇယ် premier grade ကဈေးတူတူပဲရုပ်ကလည်းပြောင်းတယ် ဒီမှာ model ပုံမြင့်တယ်ပြတီကောင်း premier ဆို boost speaker တွေပါတယ်အဲ့ body ဒီ Chevrolet ရဲ့ boost speaker ကျွန်တော်ခု Zeekr ဝယ်တာလေ Zeekr X ထဲက Yamaha speaker ထက်တောင်ဒီ boost speaker ပိုကောင်းတယ်ဆိုတော့ဒီ boost speaker နဲ့တန်တယ်ဗျာကျွန်တော်အတွက်ကတော့ဒီ speakers နဲ့တန်တယ်အဲ့ပြတီမီးလုံးပေါ့နော်တချို့ကောင်တွေကျွန်တော်ကြည့်ရအာ premier အဲ့လိုပေါ့နော် premier လို့လို့ဘာလို့လို့ရှိရဒါပေမဲ့သူ့ရှိရမီးလုံးက အာဒါပြောရရင်တော့ဒါပရီမီယာအစစ်တွေမှာပါတဲ့မီလုံးပေါ့နော်တကယ်ရှိရမီလုံးကအဲ့လိုဖြစ်ပါကျွန်တော်19ပဲမြေဒီမီလုံးမဖြစ်တာကြီးလည်းရှိတယ်အာပြောဒါပေမဲ့ဒီကျွန်တော်ကမှာ sunroof မပါဘူးနော် sunroof ကမကြိုက်တဲ့လူမျိုးမကြိုက်ဘူးကျွန်တော်ဆိုလည်းမကြိုက်ဘူးကျွန်တော်ဘာလို့မကြိုက်လဲဆိုတော့အာကျွန်တော်တင်မှာ sora ကိုအကြိုက်စီးခဲ့တယ်အမိုးတစ်ခုလုံးဖွင့်လိုက်ရဲ့ sora ကိုစီးခဲ့တယ်အဲ့ sora ကမိုက်တယ်ပေါ့နော်အခု sunroof ပါတဲ့ကားကြီးကျွန်တော်ကြည့် sunroof ကဒီနားမှာဆိုတော့လေဘလို့မှခံစားလို့မရအောင်အနောက်ကလူအတွက်ပဲကောင်းတယ်ရှေ့ကလူကဘလို့မှခံစားလို့မရအောင်ကျွန်တော်ကလည်းမောင်းမဲမောင်းတာပေါ့ အမောင်မောင်တော့နောက်မှာတခါမှမထိုင်တော့ဒီ Sunroof ကတော့အလကားပဲပေါ့နော်ဆိုတော့ Premier Grade တိုင်းမှာ Sunroof တော့မပေါဘူးအဲ့လိုတော့ရှိရအဲ့လိုတော့ရှိရဆိုတော့ Sunroof ကတော့ option ဆိုတော့ Sunroof မကြိုက်တဲ့လူတွေဆိုရင်တော့ဒီကားကိုချိုက်မှာဖြစ်ပါတယ်ဆိုတော့ဒီကားမှာကအဲ့လိုအဲ့တော့ဒီအဲ့မီလုံးတွေ Bose Speaker တွေကျွန်တော်တို့အဲ့ဒါတွေနဲ့တန်တယ်ပေါ့နော်ဆိုတော့ဒီဒီကျန်တဲ့ဟာဒီကတော့ Dessy Premier Grade လို့ပါပဲထိုင်ကုန်အပူအေးတွေပါတယ်နောက်မှာလည်းထိုင်ကုန်အပူပါတယ် PSD Steering ဒီကောင်ဒီ Malibu မှာ Diesel မှာ Grade အမြင့်ဆုံးကတော့ Share Radar မပါဘူးအဲ့ဒါ မလီဘူးရဲ့ great အမြင့်ဆုံးပဲ Dead Sea ရဲ့ great အမြင့်ဆုံးမှာတော့ရှိမှ radar ပါရဲ့အဲ့ဒီဟာလွဲလို့ဂျန်တဲ့ဟာတွေအကုန်လုံးအတူတူပဲပေါ့နော်ဆိုတော့အမပါရဲ့အတွက်ဒီ CI မှာဒီ cloud နေနှစ်ခုကတော့လွတ်နေရောဂျန်တဲ့ဟာတွေကတော့အကုန်အတူတူပဲဒီ time quick ကလည်းအကြီးဖြစ်တယ်ပေါ့နော် TV ကလည်းအကြီးပဲဆိုတော့ဒါပေါ်တော့ဒီ Apple CarPlay Android Auto ကလည်းတော့ official ပါတယ် okay ဆိုထိုင်ကုန် AE ရတော့မှပါသူထိုင်ကုန် AE ရလေပြောရမယ်ဆိုရင်တော့အဲ cloud အဲ30နှိပ်ထိုင်ရင်သူကခဏ AE ပြီးတော့နည်းနည်းပျောက်သွားအဲပထမအဆင့်နေတော်တော် AE တယ်ဆိုတော့30ကျတော့ ဘယ်လိုမလဲအဲကြာကြီးအေးမလို့လည်းမေးဘူးဆိုတော့ကျွန်တော်ပထမအဆင့်တစ်ခုပဲဖွင့်အဲ့ဒါနဲ့တော်တော်အဆင်ပြေရေပေါ့နော်အာ Honda Fit လေကြောဒီကားဒီ Malibu ဒီ diesel turbo ကြီးကို air con ပိတ်ပြီးမောင်းကြီးပါเนาะအရန်စီစားတက်တာဟို Fit တို့တကယ်1.3တကယ် Fit တို့1.0လောက်ကိုစီစားတော်တော်တက်တာပြီး highway ထွက်ကြည့်အရန်တက်တာ1လီတာကို25 km လောက်တောင်မှာဒီထဲမှာပြရတယ်ပေါ့เนาะဆိုတော့အဲ့လောက်အဲ့လောက်ကိုတက်တာ air con ပိတ်ထားရင်ပို့ပြီးတော့တက်တာ ဆိုဒီကောင်အေကွန်ဖွင့်နိုင်ရင်တော့မှဒီမြို့ထဲမှာသက်တလီတာကို17ကီလိုမီတာလောက်က AC ရတယ်ဒါကားရေးပိတ်နေကားရေးတော်တော်ပိတ်နေတော့10လောက်ပေါ့နော်ဆိုတော့အဲ့ဒါကြီးကဘယ်လိုပြောမလဲဒါတော်တော်တက်တာတဲ့ဒါစီစီစီစံစီစံတော့တော်တော်တက်တာတဲ့ကားတစ်စီးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့အခုဒီမှာတရှိမှာပဲထိုင်တာများတယ်နောက်ကထိုင်အောင်နေဆိုရင်အစ်အစ်အတိုင်းပဲပေါ့နော်ကျွန်တော်အတခါမှဒီ၃နှစ်အတွင်းမှာကျွန်တော်ကားကိုကျွန်တော်နောက်မှလိုက်စီးဘူးတာဘယ်လောက်လဲ၃လောက်လောက်ပဲရှိရယ်တခါအဲ့လိုကျွန်တော်ကပဲအမြဲမောင်းနေရတာဆိုတော့လေ ဆိုတော့ဒီကမှဘာဒဏ်ရာလေးရှိလဲပေါ့နော်ဆိုတော့ရှိတော့အဲဒီကောက်ကျွန်တော်ကသုံးနှစ်စီးရဆိုတော့တန်ရအနေမြတော့ရှိရပါတော့ပွန်းစင်းလေးတွေကတော့ချိုးဟာလေးတွေကအာရဘင်းတက်လိုက်တော့ပျောက်သွားတယ်ဆိုတော့ နိုင်ငံလေးတခုကဒီမှာဒီမှာပေါ့နော်ဒီနားမှာအချိုင်လေးတခုရှိရတန်နေရှိတယ်အဲ့ဒါကကျွန်တော်ဘဲဟာနဲ့ထိမိလဲမသိဘူးနော်တခြားကားပဲလားထိရလားကျွန်တော်ကပဲသွားထိတာကျွန်တော်မသေးကွယ်ဘူးဆိုတော့အဲ့လိုမျိုးကဒီဘက်မှာလည်းရှိရအဲ့နေရာအတိအကျကိုပဲဟိုဘက်မှာလည်းတခုရှိရပေါ့နော်အဲ့လေးရှိတယ်ပြီးတော့ဒီဘင်းရဲ့အနောက်မှာအခုဒီဗီဒီယိုမှာမြင်ရပါအဲ့မှာဆေးလေးနည်းနည်းကွာနေရှိရပေါ့နော်ဆိုတော့ကျွန်တော်ဒီကားကိုကျွန်တော်ဘဲပတ်ပတ်လေကိုဘဲဟာမှအဲ့လိုဆေးပြန်မမှုတ်ထားဘူးပေါ့နော်လည်း rapping တက်လိုက်တက်လိုက်တော့ပျောက်သွားတာများတယ်ဆိုတော့အဲ့ဒီအခုချိုးအဖူးချိုင်လေးတွေလည်း အပျောက်သွားများတယ်ပေါ့နော်ဆိုတော့ဒီမှာဒီအချမ်းရတော့ကျွန်တော်ဒါမလုပ်ရသေးဘူးအဲဟိုဘက်မှာလည်းရှိတယ်ဆိုတော့အဲ့ဒီဒဏ်ရာလေးတွေတော့ရှိတယ်ပြီးတော့ထုံးစံတိုင်းမဲ့ဒီ Chevrolet brand ဖြစ်တဲ့အတွက်လူတွေကခိုးတာပေါ့နော်ဆိုတော့ခိုးတော့ကျွန်တော်နောက်မှဆိုလည်းဒီဇိမ်းမရှိဘူးရှိမှဆိုလည်းဒီဇိမ်းမရှိဘူးအဲ့ဒီဇိမ်းနေရာလေးကိုကျွန်တော် sticker အမဲလေးကတ်ထားတယ်ဆိုတော့ဒီဇိမ်းကတော့ကျွန်တော်ပြန်ဝယ်ထားပါတယ်ဒါပေမဲ့မတက်ရေးတာပေါ့တော့တက်လည်းထပ်ပေါအောင်ဆိုလို့ဆိုတော့အဲ့ဒါလေးတော့ အာအခုလောလောဆယ်ကျွန်တော်ဒီတိုင်းပဲစီးနေပါတော့ဒီတိုင်းပဲစီးတော့ဘာမှဖြစ်တော့အခုဒီမှန်နေလဲခိုးရတယ်မှန်နေလဲခိုးရတော့ကျွန်တော်ပြန်ကပ်ပြီးတော့ကျွန်တော်ဆီလီကွန်ထိုးရတယ်ပေါ့နော်ထိုးရတော့အာအဲ့ဒီအဆီလီကွန်ထိုးလိုက်တဲ့ဟာကြီးစပြီးတော့မခွာတော့ဘူးပေါ့နော်အာပြောရင် key ya carnival လိုပဲပေါ့နော် ad blue ထည့်ရတယ် ad blue ad blue ထည့်ရတော့ကျွန်တော်ကဒီကားမှာ ad blue ကိုကျွန်တော်ကအဲ့လိုထည့်တော့ဒီဒီဇယ်ကားတွေကဘာလုပ်လိုက်လဲဆိုတော့ ad blue ကိုအများအားဖြင့် off ကြတာများတယ် off ကြတော့ကျွန်တော်ကလည်းဟုတ်ကဲဆိုတော့ဒီကောင်က AW ကိုဘယ်လိုပြောလဲ off light ပေါ့နော်ကိုဒီဆရာတွေကလည်းအကြံပြီးတော့ကျွန်တော်အဲ့နဲ့ချုပ်ကြောက်လည်းမ off နဲ့ original တိုင်းထားဆိုပြီးပြောပါတယ်အဲ့နဲ့ကျွန်တော်ဟုတ်စီရလည်းနဲ့၃နှစ်လောက်ရှိပြီဆိုတော့ကျွန်တော်ကလည်းအာ off ကြည့်မယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ AD Blue ကတည်မလားဒီ system ကြီးကတော့ပြတ်သွားလို့ရှိရင်တော့ဈေးကြည့်ရပေါ့နော်။တော့ပြင်မယ်ဆိုဈေးကြည့်ရဆိုတော့တောင်းတော့ဘူးမှလည်းမပညာဘူးညမနိုင်ငံမှာအကုန်လုံး off ကြတယ်။ KIA တွေဆိုရင်သိပါတယ်။ KIA ရဲ့ design များတာကို Carnival ဆိုတော့ AD Blue ဆိုတော့ off ကြတယ်။ off ကြတော့ကျွန်တော်ကလည်းဟုတ်ပြီ။ Equinox တို့ အထရက်စတိုးတယ်ထရက်စမှာ AW မပါဘူး Equinox မှာပါတယ်ဆိုတော့ okay ကျွန်တော် off လိုက်တယ်ဆိုတော့ off လိုက်တော့ဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ပါဘူးတချို့ကျတော့အယုံကြီးဆွဲကြွားတယ်လို့ပါလို့ပြောတယ်ကျွန်တော်ဘာမှမဖြစ်ဘူးเนาะ AW off လိုက်တော့အာကျွန်တော် AI system view ကောင်းနေထုတ်လိုက်လို့ရသွားတယ်ပေါ့เนาะဆိုတော့အဲ့ဒါတော်တော်အဆင်ပြေပါတယ်ဆိုတော့ AW off လိုက်တဲ့အယုံဆွဲမကြောက်ဘူးဘာမှမထူးဘောเนาะအဲ့ဒီ AW off on diesel ကတည်းကကျွန်တော် exhaust ဖြုတ်ပြုတ်လို့ဆေးရတယ်ပေါ့เนาะအဲ့ဒီတခုတော့ရှိတယ်အဲ့ဒါ AW on လည်းဆေးရဖြုတ်လည်းဆေးရတယ်ပေါ့เนาะကျွန်တော်ကတော့ဟိုကီလို3000လောက် ီလို3000ကျော်ကျော်3000ကျော်ကျော်လောက်မောင်းပြီးဝိုင်းတော့တခါတခါဖြုတ်စည်းရပေါ့နော်ဆိုတော့အားမှာပြောတယ်တချို့ကြောက်လည်းအဲ့လိုဖြုတ်စည်းရင်ကြောက်စကိုင်ခွဲလဲကြောက်စကခွဲနိုင်ကြောက်ဆိုတော့ဒီစဲဘယ်လိုပြောမလဲဟိုမော်ဒယ်အရန်နှိမ်သွားတဲ့ကားတွေလိုမျိုးသိမလားအငွေတွေကတိုက်ရိုက်ပြင်ထွက်တော့အဲ့ဒါကြီးကြတော့မမိုက်ဘူးပေါ့နော်မိခိုးတွေကအပြင်ထွက်နေတော့အဲ့ကြောက်ကြောက်စကတော့ကျွန်တော်မခွဲဘူးပေါ့အကြံပေးပါတချို့ကြောက်ခွဲပြစ်တယ်ပေါ့နော်အဲ့ဒီ gear တွေ အဲဆိုကျွန်တော်တို့မခွဲဘဲနဲ့ဒီတိုင်းပဲအာကီလို3000ကျော်လာရင်ဖြုတ်ဖြုတ်ဆေးလိုက်တယ်ဆိုတော့အဲ့ဒါကအဆင်ပြေပါတယ်ဆိုတော့ဒီကမ်းမှာအဲ့လိုဘလိုပဲဖြစ်နေပြီစီစားတက်တာတယ်ပြီးတော့ရုံးဆွဲရလဲမိုက်တယ်အမောင်းလို့ကောင်းနေပါတော့သူမောင်းလို့ကောင်းပြီးစီစားတက်တာနေပြီးတော့ပြီးတခြားအဲ့ဒီဒက်စီကတဲ့ဈေးတက်တာနေတာကဒါကျွန်တော်ဝယ်ပြစ်သွားတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်ဆိုတော့ဒါကလည်းဘယ်လိုပြောမလဲတခုဝယ်မဲ့လူဆိုရင်လည်းအဲ့ဒီအကြောင်းရင်းဒီကြောင်းဝယ်သင့်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါပြပြဖြစ်ပါတယ်အဲ့ဆိုရင်တော့ဒီကားအကြောင်းလည်းကောင်းတိပွားလို့ထင်ပါတယ်ကျွန်တော်ဒီကားနဲ့အတွေ့အကြုံတွေ အာအများကြီးရှိပါတယ်မနော်ခီးသွားတယ်မိုက်တယ်သူများတဲ့စီစားတတ်တာကြီးတွေတော့ကျွန်တော်ကြိုက်တယ်ပြီးတော့ဒီကားကိုမောင်းရတဲ့ handling ပေါ့နော် handling ကလည်းအာပြောရင်စီတန်ကျွန်တော် 7x Zika 7x sorry Zika X ပေါ့နော်ဟို 7x တော့အသက်ထွက်တာဆို Zika X ကိုကျွန်တော်မောင်းနေ crossover ဘယ်လိုအဖြစ်ဖြစ်ဒီစီတန်ရဲ့ဒီ handling ရတာတော့မမိဘူးပေါ့နော်ဆိုတော့ဟိုကတော့ပုံမြန်တာပေါ့လေဒီကားကလည်းဒီကောင်လည်း2.0လောက်မမြန်ပေမဲ့တကယ်1.3ဆိုင်တော့ကျွန်တော်တကယ်ပို့ပြီးတော့မောင်း ်တို့ကောင်းတဲ့ကားပဲဖြစ်ပါတယ်ဆိုတော့ဒီကားနဲ့တွေ့ကြုံကတော့ highway might တဲ့ handling ကောင်းတယ်ဒီ corner ကြီးပေါ့နော် corner ကြီးမှာဆိုရင်ကျွန်တော်အာ acceleration feeling ကပြန်ကားလောက်တော့ response မကောင်းကျွန်တော် Subaru လို့ဘူးဆို high rpm မှာကြောက်ဒီကောင်မရတော့ဘူးပေါ့နော် lower rpm မှာအရန်လှုပ်လှုပ်တယ်ဆိုတော့ဒီကောင်ပြောရင် e လို့ပဲ torque ရန်ကောင်းတယ်အဲလိုမျိုးပဲဆိုတော့အဲ feeling ကတော့ဒီကားမှာပဲကျွန်တော်ရခဲ့တယ်ပေါ့နော်တခြားကားတွေမှာမရဘူးဆိုတော့ ဆိုတော့ဒီကားကိုကျွန်တော်ပြောရရင်တော့အခုမရောမဲမရောမဲကျွန်တော်တုံးစီးလာတာတုံးနှစ်တိတိရှိခဲ့ပေါ့နော်အခုတော့ကျွန်တော် ရောမဲရောပြီးတော့ကျွန်တော်ကားအသေးပေါ့နော်ကားသေးအဲပြောင်းမှုစဉ်းစားထားပါတယ် ကျွန်တော်အခု BB ကြိုက်တယ်ဗောနော်တူတက် BB ကြိုက်တယ်ဆိုတော့ BB နဲ့လဲထက်လုံးမယ်ဆိုရင်လဲလုံးလုံးလိုက်ရှာပါတယ်ကဲအဲ့တော့အခုဒီကားအကြောင်းကောင်းကောင်းသိသွားပြီလို့ထင်ပါတယ်ဆိုတော့ဒီကားကပြောရင်တော့ကျွန်တော်အရှိမရောင်းခဲ့တဲ့ဆူရာလာ9နှစ်ဟိုမှာ9နှစ်စီးခဲ့တာကိုဒီကားကတော့9နှစ်တော့မဟုတ်ဘူးကျွန်တော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်3နှစ်လောက်တော့ရှီသွားပါပြီအဲဆီယမ်ဇီက X နဲ့ XX လဲရှီရပြီးကားသေးလေးတစ်ခုလဲထက်ပြီးတော့ပြောင်းစီးခြင်းလို့ပဲဖြစ်ပါတယ်ဆိုတော့အဲ့တော့ဒီကားအကြောင်းကောင်းကောင်းသိသွားပြီလို့ထင်ပါတယ်အဲ့တော့စိတ်ဝင်စားရင်တော့ကျွန်တော်ရဲ့အောက်မှာ ဖော်ပြတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ဒီကားကိုဝယ်ယူလို့ရပါပြီကြည့်ရတော့အဆုံးထိကြည့်ပြီးလို့အများကြီးကျေးဇူးတင်ပါတယ်တတ်တာ